ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒန်နီပါဆိုတော့ကျွန်တော်ဒီနေ့အရင်တော့လေဗီဒီယိုလေး review လေးလုပ်ပူရပေါ့နော်ကျွန်တော်ဒီ Hamilton ကျွန်တော်နောက်ဆုံး purchase လေးအကြောင်းကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အလုံးမပြောခင်ကျွန်တော်အခုပတ်ထားတာလေးကတော့ Rolex Explorer 2 Polar Dial လေးပေါ့နော်ဒါဒီနေ့ကိုသွားတည်သွားမနက်ပိုင်းကတော့ကျွန်တော်ဒါလေးပတ်ထားတယ်ကျွန်တော်လွန်ခဲ့တဲ့3-4နှစ်လောက်ကကျွန်တော် ကိုပိုင်မွေးနေ့အတွက်ဆိုရင်ကိုကလည်းကိုဒီ Hamilton khaki feel လေးကိုကျွန်တော်မွေးနေ့လက်ဆောင်ကိုကလည်းကိုပေးခဲ့တာပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာ Nike collector တွေထုံးစံအတိုင်းပေါ့ဗျာဟို Nike လေးလိုချင်တာဒီ Nike လေးလိုချင်တာနဲ့ဒီ Nike လေးတွေကိုလိုက်ပြီးတော့ဟိုပြောင်းဒီပြောင်းပြောင်းနေတဲ့ trade ထဲမှာပါသွားတာပေါ့နော်ဆိုတော့ trade လုပ်ပြီးကလေးကကျွန်တော်ဒီ Nike ကိုတော်တော်လေးသတိရမိတယ်အများအားဖြင့်ပြန်လိုချင်နေတာစိတ်ထဲမှာဒါပေမဲ့ကျွန်တော်စီမှာ Fee Watch တွေတော်တော်များတယ်ကျွန်တော် explorer တို့ကျွန်တော် အဲ Omega Dynamic လေးတို့နောက် Free Watch design တွေကျွန်တော်စီမှာတော်တော်များတယ်များတော့ကျွန်တော်ဝယ်မယ်ဝယ်မယ်နဲ့ဒီဘက်ကိုမလှည့်ပြဘူးပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းကနိုင် hobby မှာကြတော့ကိုလိုချင်တဲ့နိုင်လေးတွေဟိုဈေးကြီးရဲ့နိုင်တွေကိုပဲကျွန်တော်တို့ငွေဆွရင်းဆွရင်းနဲ့ဒီလို fun pieces တွေอ่ะနိုင် collection တွေကလည်းပျောက်သွားတာပေါ့နော်ပျောက်သွားနောက်ပိုင်းညာကျွန်တော်လည်းကိုကိုပိုင်းကိုကနဲ့ကို collection ကိုပြန်ကြည့်ပြီးတော့မပျော်တော့ဒီလိုမျိုး fun pieces တွေပြန်စုမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒါလေးထပ်ဝယ်ဖြစ်တာဖြစ်ပါတယ်ကျွန်တော် Hamilton ဒီဒီနိုင်ရဲ့ detail review ကိုကြည့်ချင်ကျွန်တော် detail review လုပ်ထားတဲ့ video လေးရှိပါတယ်အဲ့ဒါလေးကိုပြန်ပြီးတော့ကြည့်ပေးပါဒီ video မှာကျွန်တော်ဗာပြောချင်တာလဲဆိုဒီနိုင်လေးကိုဗာကြောင့်ထပ်ပြီး second review ပြန်ဝယ်ဖြစ်လဲဆိုတဲ့ဟာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နိုင် collection ထဲကိုစမယ်ဆိုရင် value watches လို့ ပြောမယ်ဆိုရင် Hamilton ဆိုတဲ့ brand ထိတ်ဆုံးမှာရှိရပေါ့နော် Seiko တို့ Tissot တို့ Swiss ထဲမှာဆို Hamilton လောက entry level မှာ value proposition ကောင်းတဲ့ brand တစ်ခုတည်းမှာပါတယ်ဆိုတော့ကျွန်တော်နိုင်ဆဆုတဲ့အချိန်မှာ Hamilton Khaki King ဒေးဒိတ်ပါတဲ့ဟာလေးကိုကျွန်တော်ပထမအဆုံးဝယ်ပြစ်တယ်ဒါပေမဲ့အဲ့တော့ကနိုင်ရဲ့ size အကြောင်းနဲ့ luck to luck တွေဘာမှကျွန်တော်သိပြီးတော့နားမလည်သေးခင်ကကျွန်တော်ဝယ်လိုက်တဲ့အချိန်မှာ ဝယ်ပြီးအဲ့နိုင်လေးတော့တော်တော် enjoy ဖြစ်တယ် build quality ကလည်းတော်တော်ကောင်းတယ်ကျွန်တော်အဲ့ချိန်က bracelet နဲ့ကျွန်တော်ဝယ်လိုက်တာပေါ့နော်သူ bracelet ကလည်း seiko ထက်အများကြီးပိုကောင်းတယ်ပေးရဈေးက seiko ဒေါ်လာ300လောက်ဆိုတော့ဒီအခုခေတ် seiko precise တန်းနေတဲမှာပဲပေါ့အဲ့ကောင်လေးက daily လည်းပတ်လို့ရတယ် garda watch လို့ပြောအောင်ပါဒါပေမဲ့ကျွန်တော်အတွက်ကအရန်နည်းနည်းဟို polish surface များရော blink out နည်းနည်းပိုဖြစ်တယ်လို့စိတ်ထဲမှာခံစားရတယ်ပေါ့နော်ဆိုတော့ ကျွန်တော် collection ထဲမှာပြန်ကြည့်လိုက်မယ်ဆိုအဲ့လိုမျိုး daily wear လုပ်မဲ့ဟာတွေကအဲကျွန်တော် Rolex Explorer ရှိတယ်နဲ့ Dressy Watches တွေပို့ရှိတယ် Nomos လည်းကျွန်တော်ဆီမှာရှိတော့ကျွန်တော်ဒီ khaki king ကိုပြန်ဝယ်ဖို့တော့ကျွန်တော်မဆုံးဖြတ်ထားဘူးအဲ့တော့ khaki king လေးကိုကျွန်တော်ရောင်းပြီးတော့လည်းဒီ Hamilton ဒီ khaki feel ပေါ့နော်ဒီကောင်က feel လို့ခေါ်တယ်ဆိုတော့ဒီ khaki feel လေးကိုကျွန်တော်ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကောင်ဟို khaki feel က automatic ဒီကောင်ကတော့ မန်နျူရယ်ဝိုင်းဆိုကျွန်တော်အဲ့မန်နျူရယ်ဝိုင်းနိုင်တွေတော်တော်များများကျွန်တော်ပိုင်ဆိုင်ထားအဲပြင်မာလဲအတွေ့အကြုံဂျုံခဲ့ရတဲ့အထဲမှာဒီ Omega Speedy တို့အဲ Grand Seiko 45 GS တို့ကျွန်တော်ဆီမှာ Nomo ဆိုလဲမန်နျူရယ်ဝိုင်းပဲမန်နျူရယ်ဝိုင်းတွေတော်တော်များများပိုပါတယ်ပေါ့ဒါပေမဲ့အဲ့ဒီကျွန်တော်ဆီမှာရှိတဲ့မန်နျူရယ်ဝိုင်းတွေအားလုံးထဲမှာတံပတ်ပေးလို့အကောင်းဆုံးကဒီ Hamilton Khaki Feel လေးပဲဟုတ်တော့သူ့ရဲ့ Crown က90 size နဲ့ဆိုရင် comparatively တော်တော်လေးကြီးတယ်ဆိုတော့ grip လောက်ကလည်းလွယ်တယ်အဆင်လည်းပြည့်တယ်နောက်ပြီးတော့မနက်တိုင်းမနက်တိုင်းတံပတ်ပေးရတဲ့ feeling ကဒီကောင်ကနည်းနည်းလေးပို့ပြီးတော့ easy going ပို့ဖြစ်တယ်ပေါ့နော်ဒီတံပတ်ပေးရတဲ့ feeling လေးကိုကျွန်တော်အရန်လွမ်းလို့ကျွန်တော်လည်းဒီနိုင်လေးကိုထပ်ပြန်ပြီးတော့ second revive လုပ်ဖို့ဆိုပြီးကျွန်တော်ဆုံးဖြတ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ defector တစ်ခုတည်းကြောင့်မလို့လားဆိုတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်မျက်စိကျနေတာအခု Tudor FXD Pelagos FXD လေးကိုမျက်စိကြားနေတာဗောနော်သူကလုံးဝ strap ကဒီသူ့ရဲ့ fix lux တွေဆိုတော့ကျန်တဲ့ကြိုးတွေတက်လို့မရဘူးအဲ့လို NATO style ကြိုးတွေ single pass NATO တို့သူ original ပါတဲ့ဟို strap တွေပဲတက်လို့ရတာဒီ Hamilton khaki လေးကလည်းအဲ့ဒီ vibe လေးတခုပေးတယ်ဗောနော်သူ original လာလဲသူရဲ့ NATO ကျိုးနဲ့လာတယ်ဒီကျိုးလေးနဲ့လာတယ်နောက်ပြီးတော့ bracelet နဲ့လည်းလာတဲ့ဟာတွေရှိပါတယ်ဒီ khaki field 38ကိုမှသူ့ရဲ့ original bracelet က brush bracelet နဲ့လာရှိတယ်ဒါပေမဲ့ကျွန်တော် bracelet version ကိုကျွန်တော်မရွေးဘူးပေါ့เนาะဆိုတော့ဒီဒီနိုင်ရအဲ့ဒီ to the plagos diver မဟုတ်ပေမဲ့လည်း to the plagos fx ရဲ့ vibe ကိုပေးတယ်လုံးဝ no date dial လေးနဲ့အရင်ရှင်းပြီးတော့ legible ဖြစ်တယ်ပေါ့เนาะနောက်ပြီးတော့ functional အရင်ဖြစ်တယ်သူ့ရဲ့ dial လေးက ကျွန်တော်အဲ့ပထမဆုံး Hamilton ခါခီလေးကိုကျွန်တော်ရောင်းပြီးတော့ပြန်ပြီးတော့ဘာတွေသွားတတိယရလဲဆိုအဲ့တော့ရောင်းပြီးတော့ဒီလို feel watch တစ်ခုပြန်ဝင်မယ်ပေါ့ especially ဒီလိုမျိုး military အဲ vibe ပေးတဲ့ down မျိုးကျွန်တော်ပြန်ဝင်မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာကျွန်တော် vintage hamilton တွေကကျွန်တော်လိုက်ရှာသေး vintage hamilton တော်တော်များများ size က maybe သူတို့က no brand brand မပါဘူးနည်းနည်းတော်တော်ရှာတော့ခတ်တယ် ဒီလို dial လေးရောက်ပဲဒါပေမဲ့ size ကလည်းနည်းနည်းသေးွား36လောက်နဲ့လာတဲ့ဟာရှိတယ်ကျွန်တော်ကြည်ထားတဲ့ YouTube channel တခု favorite things ကသူစီမှာတင်ထားတာအဲ့လိုမျိုးပဲ vintage Hamilton လေးပဲ36နဲ့34လာမသိဘူးဆိုတော့ brand လုံးဝမပါတဲ့ဟာပေါ့နော် Hamilton ကထုတ်ခဲ့တဲ့ဟာအဲ့ vintage ဟာလေးကျွန်တော်အဲ့ဒါလေးပြန်ဝယ်ဖို့စဉ်းစားဒါပေမဲ့ရှာလို့မရအောင်လုံးဝမရတော့နောက်ဆုံးတော့ဒီလိုမျိုး modern classic တဲ့အပဲဝယ်ဖို့ဆုံးဖြတ်လိုက်ပြပေါ့နော်ဒီကောင်လေးက 38mm case diameter ရှိတယ်လောက်တူလောက်ကတော့သူများဒီပုံမှန်လက်ဖြန်နဲ့တေးရလူကတော့ဒီလောက်တူလောက်ကနည်းနည်းရှည်ရလို့ခံစားရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကလုံးဝ strap monster ပဲကျွန်တော်အခု loser pair လုပ်ထားတာဒီလိုမျိုးလို့ခေါ်မလဲဒီ two piece nylon strap လိုမျိုးပုံစံဒါပေမဲ့အောက်မှာတော့ rubber သားနဲ့ပေါ့နော်အဲ့နဲ့ဖဲလုပ်ထားတယ် အရင်တော့ကျွန်တော်ပုံမှန်ဆိုဒီကောင်လေးကိုနေထိုအကျိုးနဲ့တော်တော်ဝိဖြစ်တာများတယ်ဆိုတော့ let's see how it looks on my wrist ဆိုတော့ဒီလို military dial ကြတော့လဲသူ့ရဲ့ rugged look နဲ့ပို့ပြီးတော့လိုက်တယ်လို့ခံစားရတယ်ပေါ့နော် brush finishing အကုန်လုံးနိုင်တစ်ခုလုံး brush finishing နဲ့ဒီလိုမျိုး fabric strap တွေနဲ့ကျွန်တော်ဝတ်တာများတယ်ဒီနိုင်ကြတော့လဲ Hamilton အခု Call of Duty နဲ့ collaborate လုပ်ထားပြီးတော့သူတို့ limited edition ဟိုဟာလေးထုတ်ထားရှိတယ် Hamilton khaki တဲ့ရပဲဒါပေမဲ့အရင် khaki feel design တွေကနေပဲပြန်ထုတ်ထားတာပေါ့နော် khaki feel ရော khaki 38လားတော့မသိဘူးဒါပေမဲ့အဲ့ဒါကြီးကျကျွန်တော်တိတ်ရင်းမခုံဘာလို့ဆိုတော့ limited edition ဖြစ်ပေမဲ့လည်း date တစ်ပေါက်လည်းပါတယ်နောက်ပြီးတော့သူဒီလိုမျိုး all brush finishing လုပ်ထားမှာဟုတ်ဘူး bezel ကနည်းနည်း polish finishing နဲ့ပါတယ်ဖြစ်တဲ့အတွက်ကျွန်တော်အလောက်ကြီးရေးမခုံဘူးပေါ့နော်ဒီနိုင်လေးက ကျွန်တော်အရင်တော့ဟိုနိုင်စ collect လုပ်ခဲ့တဲ့ချိန်တော့ good memories ကြီးအများကြီးရှိပေါ့နော်ဒီနိုင်လေးကိုဝစ်ပြီးတော့ hiking သွားခဲ့တာတော့ Seiko Alpinist နဲ့ဒီ khaki feel လေးနဲ့တော်တော်လေးကျွန်တော်ဝစ်ဖြစ်တယ်ဒါပေမဲ့အဲ့တော့ကဒီထက်ပိုပြီးတော့ဟိုနည်းနည်းစမ်းတဲ့နိုင်လေးတွေစိတ်ကရောက်ရောက်သွားတော့အဲ့နိုင်ကို trading လုပ်ဖြစ်ခဲ့တာပေါ့အဲအကြောင်းမလို့လေဒီနိုင်လေးကိုလုံးဝ ော်တော်လေးပြန်လွှမ်းပြီးတော့ second revive လုပ်ထားတာဆိုတော့ကျွန်တော်ရဲ့ဒီ Hamilton Khaki ဘာကြောင့်ပြန်ပြီးတော့ second revive လုပ်ရလဲဆိုတော့ဗီဒီယိုလေးကို enjoy ဖြစ်မယ်ထင်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ဒီ mental thoughts တွေလေးကိုနည်းနည်းပြန်စုပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ဒီနိုင်ရဲ့အကြောင်းဒီထေုပ်ကြည့်ရင်ကျွန်တော်အရင်တော့ဗီဒီယိုလေးတစ်ခုလုပ်ထားအဲ့ဒီဗီဒီယိုကပို့ပြီးတော့ဒီနိုင်အကြောင်းပို့ရှင်းပြထားပါတယ် 做阿龙咪蜘蛛底嘛嘞？So,